ွဲတွေလည်းတက်တာတွေ့ရလေဟုတ်ကဲ့ဟုတ်ကဲ့နိနိပါပြီလားငါပြီးတော့မယ်ကိစ္စအောင်ကိုယ်တိုင်ရောရေကုန်ကြည့်ဘူးလားအာ I damn အာကိုရိုင်းကိုရင်ခုန်ကြည့်ပြီးအခုကတော့ wedding fair ရာသီဖြစ်တဲ့အတွက်ပေါ့နော်အော်ဟိုကိုရိုင်းကတော့ဘာပြောမမင်းလည်းမသိငါစိတ်ကြတယ်မရှိနေမိနေမိရဲ့မိကောကိုရိုင်းကတော့ရင်မခွန်ရသေးပါဘူးရင်ခွန်ရမှာပါရင်ခုန်ချင်နေပါပြီ ဟိုပေါ့နော်သဘောကျမိတာလေးတွေပြီးရင်ဥပမာပေါ့နော်ဒီ wearing fair လေးတွေတက်ပြီးတော့တို့ရဲ့အပြင်အစင်လေးတွေဝတ်စားစီရင်မှုလေးတွေအဲအဲ့ဒါလေးတွေမြင်ပြီးတော့တော့ဟိုသဘောကျတာလေးတွေတော့မှတ်ထားတယ်။အဲတကယ်လို့ကိုလည်းမင်္ဂလာဆောင်ဖြစ်ရင်ပေါ့နော်။ဟိုကိုပွဲလေးကြလို့ရှင်လဲဒါလေးတော့ထည့်ခြင်းနဲ့ဟိုဟာလေးတော့လှုပ်ခြင်းနဲ့ဆိုတာမျိုးလေးတော့ဟို wedding fair တွေရောက်လို့ရှင်တော့အဲ့လိုဖြစ်ဖြစ်မိပါတယ်သဘောကျမိပါတယ်ရှင်။ ွဲဝင်လာကြရပေါ့နော်တကယ်ကိုဟိုခန္ဓာကြီးကျယ်တဲ့အလိုမျိုးပေါ့နော်ဟိုမင်္ဂလာပွဲအခမ်းအနားလေးကိုမြင်တွေ့ရပါတယ်တကယ်ကို stage design ရော performance တွေရောအာပြီးတော့ဟိုဘော program တွေရောအကုန်လုံးပေါ့နော်ကိုပြီးတော့ဖိတ်ကြားထားတဲ့သူတွေအားလုံးလည်းကိုအတီတွေမိတ်ဆွေတွေအများကြီးနဲ့ပြန်ဆောင်တွေ့ရတယ်ဆိုတော့ဒီအခမ်းအနားတွေဝင်လိုက်တာနဲ့အာ ဟာဝေါ့အရင်မိုက်တာပဲပြီးတော့မိတ်ဆွေတကယ်ချင်းနေအများကြီးပဲဆိုပြီးတော့ပျော်ရွှင်အပျော်ရွှင်တဲ့ခံစားမှုလေးဖြစ်သွားပါတယ်ရှင်ဒါလေးကတော့လုံးဝမမြော်လင့်မယ်နဲ့ရတော့တာဒီပွဲလေးနေတော့အမှတ်တရအရင်ဖြစ်သွားပါတယ်မထင်မှတ်ပဲနဲ့ဟိုအကုန်လုံးအကုန်လုံးကဒီလိုမျိုးလေးနဲ့သူ့ကိုရွေးချယ်ပေးလိုက်တဲ့အတွက်လည်းဟို အမှတ်တရလည်းအများကြီးဖြစ်ပြီးတော့အရင်လည်းဝမ်းသာကြည့်လို့ရပါတယ်။ဒီနေ့ဝတ်စုံလေးကတော့ဒီဇိုင်နာကတော့ဒီဝတ်စုံလေးချုပ်ပေးတာဒီဇိုင်နာထိထိတင်ပါရှင်။ပြီးတော့မိတ်ကပ်နဲ့ဇပင်ကတော့ဒီဝတ်စုံလေးနဲ့လိုက်ဖက်အောင်လို့အေဂျင့်မေပေါ့နော်။အေဂျင့်မေကဖန်တီးထားပါတယ်။အခုလက်ဝတ်ရည်သနာကတော့ အာဒီပွဲရဲ့ main sponsor ပေါ့နော်ဝင်းရံစန်းနေပြီးတော့အစင်ထားပေးရဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ဒီနေ့ကတော့တကယ်ဟိုပေါ့နော်တကယ်ကိုရိုး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 ရင်ရင်လေးနဲ့ပွဲတက်ချင်နေဆိုတော့ vibe လေးဖြစ်နေတာပေါ့နော်အာရိုးရှင်းဆုံးလေးနဲ့ဒီမင်္ဂလာပွဲနဲ့အလိုက်ထက်ဆုံးလေးရိုးရိုးလေးပွဲတက်မယ်ဆိုပြီးတော့စဉ်းစားလိုက်တာပါပဲဒါပေမဲ့ကိုကတော့ရိုးရိုးရှင်းရှင်းလေးနဲ့ရှော့လာပြီမဲ့ဟိုစုကတော့ထပ်တော့ရသွားတာဆိုတော့လည်းဟို အားလုံးရဲ့ဟိုပေါ့နော်အမြင်မှာတော့အမြင်တဲ့ဟိုဟိုချစ်ခင်စိတ်ကလေးနဲ့ဟို fashion ကြလိုက်တာဆိုပြီးတော့မြင်တဲ့အမြင်လေးတွေကြောင်းလည်းသူဒီစုလေးအရသွားတာဖြစ်ပါလိမ့်မယ်ရှင်ရိုးရိုးရှင်းရှင်းပုံစံလေးကိုလည်းသဘောကျတဲ့သူတွေအများကြီးပါလို့ဖြစ်ပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်ပါပဲပြပြ။ဖေးတွေလည်းတက်တာတွေ့ရတယ်။ဟုတ်ကဲ့ဟုတ်ကဲ့နင်းနင်းပါမြင်ပြီလား။ငါပြီးတော့မယ်ကိစ္စအောင်။ကိုယ်တိုင်ရောရေကုန်ကြည့်ဘူးလား။အာ I damn အာကိုရိုင်းကိုယဉ်ကုန်ကြည့်ပြီးအခုကတော့ wedding fair ရာသီဖြစ်တဲ့အတွက်ပေါ့နော်အာဟိုကိုရိုင်းကတော့ဘာပြောမမေးလည်းမသိငါစိတ်ကြတယ်မရှိနေနေနေမေးရဲ့ဘေးကောကိုရိုင်းကတော့ယဉ်မခွန်ရသေးပါဘူးယဉ်ခွန်ရမှာပါရှိခုံချင်းနေပါပြီ။ဟိုပေါ့နော်သဘောကျမိတာလေးတွေပြီးရင်ဥပမာပေါ့နော်ဒီ wedding fair လေးတွေတက်ပြီးတော့တို့ရဲ့အပြင်အစင်လေးတွေဝတ်စားစီရင်မှုလေးတွေအဲအဲ့ဒါလေးတွေကိုမြင်ပြီးတော့အဲ့တော့ဟို သဘောကျထားလေးတော့မှတ်ထားတယ်။မှတ်ထားမှတ်ထားတာမျိုးတော့ဖြစ်မိရယ်ပေါ့နော်။အဲတကယ်လို့ကိုလည်းမင်္ဂလာဆောင်ဖြစ်ရင်ပေါ့နော်။ဟိုကို့ပွဲလေးကြလို့ရှင်လေဒါလေးတော့ထဲ့ခြင်းနဲ့ဟိုဟာလေးတော့လှုပ်ခြင်းနဲ့ဆိုတာမျိုးလေးတော့ဟို wedding fair တွေရောက်လို့ရှင်တော့အဲ့လိုဖြစ်ဖြစ်မိပါတယ်။သဘောကျမိပါတယ်ရှင်။ဟိုကြိုက်တာလေးလည်းမှတ်ထားမိပါတယ်။ဒါ big influencer show မှာလေ undercover challenge လေ။ဒါလေးလည်းအရန်ပေါက်နေကိုကြည့်ပြီးတော့ချစ်လို့ရအကွက်ဆိုပြီးချလိုက်တာ။ကွက်ဆိုပြီးချလိုက်တာ။ဘာလေးလည်းမသိဘူး။အော်ဆိုတာ။ อ๋อเออเออมัมมี่มัมมี่โอเคอะยกဖြတ်ထားတာยกဖြတ်ထားတာမှတ်မိပြီမှတ်မိပြီไอ้တော့อ่ะย้ายထားတာတော့จาบาบีดีแกรมี่ပေးပွဲပြီးတော့ဟိုเนี่ยဆိုတော့နောက်နေ့มาပဲเออไอ้มาဟိုဗာလဲไอ้แฟชั่นซูอยู่เลยอยู่ပြီးနောက်တစ်ရက်มาပဲ အဲ့ဒီဟာလေးစရိုက်ရတာအဲ့အစီအစဉ်လေးမမတ်ရပဲဟိုကိုကဖျားလဲဖျားနေရဲ့အတန်နေလဲဝင်နေရပေါ့နော်အဲ့အဲ့အစီအစဉ်လေးစရိုက်ရရဲ့ဒါကတော့နံပါတ်9မြောက်လောက်ဖြစ်မလားမသိဘူးပေါ့အဲအဲ့တော့တိုက်ကတဲ့သူတို့ undercover challenge ကတော့နဆူကိုနဆူတို့ဒီ talent တွေ artist တွေအများကြီးပါတာကို celebrity တွေပါတယ်၁၀ယောက်အဲ့၁၀ယောက်ကလုံးဝလူမမတ် လူမမှတ်မိရင်နိုင်မှာလူမမှတ်မိရင်နိုင်မှာဆိုတော့ကိုကလည်းကိုတင်းနဲ့တင်းနဲ့သွားရတာဆိုတော့လေကိုတယောက်တည်းလည်းမဟုတ်ဘူးဆိုတော့ကိုတင်းကကိုကြောင့်ရှုံးပါလေအဲမလိုလားဟိုကြောက်တယ်လေနော်အဲအကြောင်ကိုလည်းရအောင်ကြိုးစားမယ်ငါ့ကိုလူလူမမှတ်မိအောင်ဆိုတော်တော်လုံးပန်းလိုက်ဟာအမေကာအာတစ်စ်နဲ့ပါမိကိုကကိုလည်းစဉ်းစားပြီးတော့ဗောနော်အဲ့လိုမျိုးစုံနှစ်ဟိုမစိုးဘူးတဲ့နှကန်းနေအကြောင်းနှကန်းကိုချဲ့ဆိုးတာတို့အဲမျက်မျက်လုံးတွေပါရေဆိုလို့ရှိရင်လည်းဟို double eyelid လေးဖြစ်အောင်လို့လေဟိုမျက် ဟိုဟာမျက်ရည်အကြီးကြီးဖြစ်အောင်လုပ်တာတို့အဲလုံးဝပေါ့နော်မမတ်မိအောင်လေလုပ်ပြီးတော့ဟိုသွားပြီးတော့ပြိုင်တာကို့လေအဲကို့သွားပြီးတော့ချလိုက်တဲ့အချိန်တိုင်းမှာမှတ်မိမှာအရန်ကြောက်တာရင်တုံတာများလေဟိုပြန်တော့မပြောပြတော့ရမီငါ့ကိုမီးတော့မှာပဲမီးတော့မှာမမီးစေချင်တာပေါ့နော်ကို့လည်းနိုင်ချင်တာပေါ့ပီးကန်ဒီပီးကန်ဒီလေအဲ့တော့အချိန်နည်းနည်းဆက်စားပိုင်းမှာမိသွားရင်ကိစ္စမရှိဘူးပေါ့နော်အပွဲအချိန်ပြီးကန်ကြီးကြတော့မှတမိနစ်နှစ်မိနစ်လို့မှတော့မဖမ်းခံချင်တော့ဘူးသိရမလားအဲအဲ့ဒါနဲ့ em nhẹ bé quá quá con yes ngỡ đi sẽ ở ngoài đi bé đi ta làm cái sao mà đi quá quá đúng không đúng không mà chỉ nhà lông trên lại sống mà khéo nhà lông như sống luôn chỉ chỉ đi ăn mì bá xuống luôn ဒီပြမိပြီးတော့မှတ်မိသွားမှာဆိုလို့အမျိုးလုံးချင်းနဲ့စုံမခံဘူး

ော့ပြောနေကြရဲပေါ့နော်ဒါပေမဲ့နန်းစုထွက်တဲ့အချိန်မှာပြောမှမိမှာအဲ့တော့နန်းစုပြန်ဝင်သွားတဲ့အချိန်ကျမှနန်းစုဒီဆိုလားမသိဘူးနန်းစုလားမသိအဲ့မှာဖုန်းတကောဝင်လာတယ်သူတို့ why number block ကပေါ့နော်အဲဒီတစ်ခေါက်ကြရရင်နန်းစုရည်ဒီဆိုလာပြီး self လောက်ခိုင်းပေးပါဆိုပြီးတော့ request ရှိရဲအဲ့တော့အရှိရတယောက်သာပြီးသွားရင်နန်းစုထွက်လို့ရှိရင်အဲ့ဝိုင်းကို request လုပ်တဲ့နေရာကိုသွားချမိရာနဲ့နန်းစုရည်ဒီဆိုလို့ပြောပြီးတော့ရိုက်တာနန်းစုရှုံသွားတယ် အဲ့ဒါကြောင့်အရှိရတိတ်ဟိုမိနစ်ကိုပဲထိုင်ကြည့်နေတာပေါ့မြန်မြန်ပြေးပါစေမြန်မြန်ပြေးပါစေအရှိအရှိရတိတ်အောင်ပါနေပြေးပါစေအရှိရတိတ်အောင်ပါနေပြေးပါစေဆူတောင်းပြေးပါ ကိုလည်းမရောက်လိုက်ဘူးပေါ့နော်သူ့နေရာမှာပဲဟိုအချိန်ကတိုင်းအာတိုင်းပြည့်သွားရတဲ့နေ့ဆိုမထွက်လိုက်ရအဲ့ထွက်တဲ့နောက်ဆုံးတစ်ခေါက်မှာဆိုနေ့ဆိုမိတော့မှာကန်တီတီလေးလွတ်သွားတာပေါ့နော်အမှတ်တရပါပဲပျော်တော့ပျော်စရာကောင်းတယ်ဒါပေမဲ့အားလုံးပြီးသွားတဲ့အချိန်မှာတော့ပရိသတ်တွေကိုနေ့ဆိုကဟိုကိုဘယ်လိုပြောမလဲဂယုမဆိုင်တယ်လို့ဖြစ်သွားတာပေါ့နော်သူတို့နှုတ်ဆက်ချင်ပေမဲ့မျက်နှာလည်းအစုံမခံဘူးခေါင်းကြီးလည်းငုတ်ပြီးထွက်ပြေးအမြမြပြေးမြမြဝင်ဆိုတော့လေပရိသတ်တွေကိုဂယုမဆိုင်တယ်လို့ဖြစ်သွားတဲ့အတွက်အရန်အားနာပြီးတော့ကိုလည်းနိုင်ပြီးသွားပြီဆိုတဲ့အခါကျတော့အဲကဲအားလုံး cheers ပေါ့ အဲအားလုံးကိုယ်မှတ်မိနေတဲ့လူတွေကိုယ်သိရဲ့အဲ့ whiteness ကိုသွားသွားပြီးတော့ cheers နော်ခုနကတော့နှုတ်မဆက်ဖြစ်တယ်ဆိုတာက game ပြိုင်နေလို့နော်စိတ်မရှိပါနဲ့နော်သူတို့ကနားလေတယ်နားလေတယ်အဲအဲ့လိုတွေးရတော့ဝမ်းသာတယ်နားလေဆိုကိုယ်ရင်းနဲ့ cheers တွေလုပ်ကြပေါ့နော်အဲ့ဒါတော့တကယ်အမှတ်တရဖြစ်သွားပါတယ်အဲ့လိုသွားပြီးတော့ sorry လုပ်ရတာပေါ့နော်ကိုယ်ကိုကြည့်မဆိုင်တယ်လို့ဖြစ်သွားလို့ဟိုအားပေးရပြိတ်သက်တယ်